မင်္ဂလာပါရှင်ဘူးတုဒ္ဒမျိုးစုံကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Small Knowledge Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဘာကြီးမှာယုံကြည်ကိုးကွယ်ရာဘာသာတရားတွေအများကြီးရှိပါတယ်။အဲ့လိုဘာသာတရားတွေထဲမှာမှထူးဆန်းတဲ့ဘာသာတရားတွေလည်းရှိပါတယ်။ဒီထူးဆန်းတဲ့ဘာသာတရားတွေကိုပရိသတ်ကြီးတို့သိရင်လည်းအံ့ဩကြမှာပါ။ကဲစိတ်ဝင်စားရဲဆိုလို့ရှိရင်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်နော်။နံပါတ်1 ဂျရာရီဇန်ဂျရာရီဇန်ကိုတော့ Star Wars ရုပ်ရှင် movie novel စသဖြင့်လူများဖန်တီးထားပေါ်မှာမူတည်ပြီးတော့တည်ထောင်ခဲ့တာဖြစ်ပါတယ်ဂျာရီဇာမှာသူ့ရဲ့ကိုယ်ပိုင်စီမင်းစီကန်းတွေ principle တွေရှိသလိုဂျာရီကုတ်ဆိုပြီးတော့လက်ကင်တုံးပြကြတဲ့ကျမ်းစာပုံစံကုတ်တွေကိုအသုံးပြကြပါတယ်။ဂျာရီဇာရဲ့ယုံကြည်မှုဟာဗုဒ္ဓဘာသာ၊တာအိုဘာသာ၊ဆာမူအိုင်းယဉ်ကျေးမှုစတဲ့သုံးမျိုးကိုပေါင်းစည်းထားတာကိုတွေ့ရပါတယ်။ဖန်ဆင်းရှင်ဝါရဆိုတာမရှိသလိုနတ်ဖျားဆိုတာလည်းမရှိပါဘူး။ force လို့ခေါ်တဲ့အရာတစ်ခုတည်းကိုသာယုံကြည်ထားကြတာဖြစ်ပါတယ်။ force ဆိုတာက စကြဝဠာအတွင်းမှာရှိတဲ့အရာအလုံးကိုချိတ်ဆက်ပေးထားတဲ့စွမ်းအင်တစ်မျိုးကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ may the force be with you ပေါ့ရှင်။ဘတ်နှစ် realizing realizing ကိုတော့1980ခုနှစ်မှာပြင်သစ်ဂျာနယ်လစ်တဦးဖြစ်တဲ့ Claude Voloheim ကနေပြီးတော့တီထွင်ခဲ့ပါတယ်။ Claude Voloheim ကို real လို့လည်းသိရှိကြပါသေးတယ်။ သူ့ရဲ့ Ray ဆိုတဲ့အမည်နာမကိုဂျိုသားတွေကပေးခဲ့တယ်လို့သူကပြောပါတယ်။ Claw Volhun ကိုဂျိုသားတွေကနေပြီးတော့ဖန်ဆီခေါ်ဆောင်သွားတာဖြစ်ပါတယ်။အဲ့လိုဖန်ဆီခေါ်ဆောင်သွားတဲ့ဂျိုသားတွေကိုတော့အယ်လိုဟီလို့ခေါ်ပါတယ်။ကလော့ဗော်လန်ဦးရဲ့ပြောဆိုချက်တွေကဂျိုသားတွေကကဘာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်တည်းကရောက်ရှိနေခဲ့တာလို့သူက ဆိုပါတယ်။အဲ့ဒီအချိန်မှာဂျိုသားတွေကသူတို့ရဲ့ဂျိုသားနည်းပညာကိုအသုံးပြုပြီးတော့လူသားတွေကိုဖန်ဆင်းခဲ့တယ်လို့ဆိုပါသေးတယ်။ ပြောဆိုပုံအရဆိုရင် ကျမတို့လူသားတွေကိုဂျိုသားတွေကဖန်တီးထားတာပေါ့နော် ကျမတို့လူသားမျိုးနွယ်တွေကအဲ့ဒီဘာသာမှာဂျိုသားတွေရဲ့ဇီဝစရုပ်တတာပဲဖြစ်ပါတယ်အဲ့လိုဖန်တီးပြီးတဲ့လူသားတွေကိုတော့အယ်လိုဟီဂျိုသားတွေကသူတို့ရဲ့အယ်လိုဟီမျိုးနွယ်စုနဲ့မျိုးဆက်ပြီးတော့အထူးအနေနဲ့အယောက်40ကိုတမရော်အနေနဲ့ကဘာကြီးကိုဆေလွတ်ခဲ့ပါတယ်အဲ့လိုတမန်တော်တွေများမှာဗုဒ္ဓ Jesus မူဟာမက်စတဲ့ဗုဒ္ဓဘာသာ Christian ဘာသာနဲ့ မွတ်စလင်ဘာသာတို့ရဲ့ဘုရားသခင်များတဲ့အပါအဝင်ဖြစ်တယ်လို့ဆိုပါတယ်။ Cloud Fallen ဟာဆိုရင်အယောက်40မြောက်နောက်ဆုံးတက်မတော်ဖြစ်တယ်လို့သူ့ကိုယ်သူ ပြောပါတယ်။အဲ့လိုပြောတာကသူတို့ရဲ့ဘာသာအရယုံကြည်ကိုးကွယ်မှုတစ်ခုဖြစ်ပေမဲ့တခြားဘာသာဝင်တွေအတွက်တော့တတော်အယူထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အဓိကအားဖြင့်အစို့၃ခုရှိပါတယ်။အဲ့ဒါကတော့နံပါတ် လူသားတွေကလွန်ခဲ့သောနှစ်ပေါင်း2500လောက်ကဂျူသားတွေရဲ့ဖန်ဆင်းခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။နံပါတ်1ကလော့ဗိုလန်ဟူကသူတို့ရဲ့အယောက်40မြောက်နောက်ဆုံးသောတမန်တော်တဦးဖြစ်ပါတယ်။အဲ့လိုတမန်တော်အဖြစ်ရောက်ရှိလာတာကလူသားမျိုးနွယ်စုကိုငိမ့်ချရင်းနဲ့သတင်းစကားပေးပို့ဖို့ပဲဖြစ်ပါတယ်။နံပါတ်3ဂျိုသားတွေကအခု2025မှာဂျေလုစလင်လို့ခေါ်တဲ့လူပြည်ကိုပြန်လာမယ်လို့ဆိုပါတယ်။အဲ့ဒီဘာသာကအစ်အမှန်သာဆိုရင် ကျမတို့ကတော့ဒီနှစ်ထဲမှာဂျိုသားတွေကိုမျက်မြင်တွေ့မြင်ရမှာဖြစ်ပါတယ်။ပြည်သက်ကြီးလည်းရင်ခုန်စွာစောင့်မျှော်နေကြမယ်လို့ထင်ပါတယ်။နံပါတ်3 Pasta Parianism Pasta Parianism ကိုလွန်ခဲ့တဲ့2005ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်။ Pasta Parianism ဆိုတဲ့အတိုင်းသူတို့ရဲ့နတ်ဖျားကိုအီတလီအစားစာ Pasta ပုံစံဖန်တီးထားခဲ့ပါတယ်။ Bobby Henderson ဆိုတဲ့လူတစ်ယောက်ကတီထောင်ခဲ့တာဖြစ်ပါတယ်။ ဒီပါစတာပါရီယန်နဇန်ကိုတီထောင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့အဲ့ဒီခေတ်အဲ့ဒီအခါတုန်းကထေရှားခဲ့တဲ့ဖန်ဆင်းရှင်ဝါဒကိုလှောင်ပြောင်တယောဖို့ပဲဖြစ်ပါတယ်ပါစတာပါရီယနဇန်ကတခြားသူများအနေနဲ့ကြည့်ရင်တော့ဟာတပုံစံဖြစ်နေပေမဲ့သူတို့ကိုယုံကြည်ကိုးကွယ်တဲ့ဘာသာဝင်များအတွက်ကတော့သူတို့ရဲ့ဘာသာရေးကမှန်ကန်တယ်လို့ယုံကြည်ကြပါတယ်။ပါစတာပါရီယနဇန်မှာဆိုရင်သူတို့ရဲ့ကိုယ်ပိုင်စံစာတွေလည်းရှိသလိုကိုယ်တိုင်စီရင်စီကံများလည်းရှိကြပါတယ်။ လေ Scientology Scientology ကတော့သူ့ရဲ့နာမည်အတိုင်းပဲနည်းနည်းလေးတော့သိပ္ပံဆက်မှားတယ်။လူသားတွေရဲ့ဝိညာဉ်ကလုံးဝမသေးဘူးလို့ယူဆကြတဲ့ဘာသာတစ်ခုလည်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင်လူသားတွေကခန္ဓာကိုယ်ပဲလဲကြတာပေါ့နော်။ဝိညာဉ်ကတော့တစ်ခုတည်းရှင်သန်နေတာဖြစ်ပါတယ်။သိတဲ့အခါသူတို့ရဲ့အရှင်စီသွားပြီးတော့ခန္ဓာကိုယ်လဲရင်းနဲ့ဘဝဘဝတွေဆင်ကဲဖြစ်ကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့ဇေနုလို့ခေါ်တဲ့အရှင်သခင်ကစัจ java ကြီးကိုအုပ်ဆိုးတဲ့အာနာရှင်တူဦးပဲဖြစ်ပါတယ် သူကပဲအရာရာကိုအုပ်ဆိုးတယ်လို့ယုံကြည်ကြပါတယ်။ဇယ်နူးနဲ့သူ့ရဲ့အပေါင်းအဖော်တွေကကဘာဝကိုလာခဲ့ပါတယ်။အဲ့လိုလာတဲ့အခါမှာတဘာဝဘေးအန္တရာယ်တွေကိုကြုံတွေ့ရင်သိဆုံးကြပါတယ်။အဲ့လိုသိဆုံးပြီးနောက်ကြံခဲ့တဲ့သူတွေကတော့ကျမတို့လူသားတွေဖြစ်ပေါ်လာရတာပါ။ အခုတင်ဆက်ပေးသွားတာကတော့ကမ္ဘာပေါ်မှာရှိတဲ့ထူးဆန်းတဲ့ဘာသာရေးတွေအကြောင်းပဲဖြစ်ပါတယ်။အခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုအပ်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။